ျွန်တော်တို့ဒီအဟောင်းထဲမှာဆိုရင်ပေါ့နော်ဒီ6တကြတဲ့ဒီခွန်ကြီးอ่ะပေါ့နော်ဒီလိုဆင်းလာတဲ့ကဏ္ဍထဲမှာပေါ့ကျွန်တော်တို့ဒီနံပါတ်1ထဲကိုလမ်းတည့်တယ်ကဏ္ဍထဲမှာဒီတုံးလုံးခွန်လေးတပါဝါကြတဲ့ကဏ္ဍကာလို့အဲ့ဖိုင်ဖြတ်လိုက်တယ်တင်ဒီတုံးလုံးခွန်သူအဲ့လိုမျိုးဆော်သွားလို့ရှိရင်ပေါ့နော် ကနတိတမှုရှိတတ်တယ်ပေါ့ဗျာနော်ဖြစ်တတ်တယ်ပေါ့အဲ့ဒီဒီကနန်းတလုံး9ဆိုရင်နံပါတ်မလေးပေါ့နံပါတ်7နံပါတ်9ဒီနံပါတ်နေကိုသူထုတ်သွားတဲ့ချိန်မှာဒီ9 6ဆိုရင်ကနန်း9ဆိုရင်ကနန်းကိုဒီ339ကနေပြီးတော့ကနန်းထေဆောသွားလို့ရှင်ပေါ့နော်အဲ့လိုထေဆောသွားလို့ရှိကိုယ်လည်း ပေါင်းဆိုရတဲ့ဤပေါ်ဒီဒီကနေ့လုံးချောက်အဲ့ချောက်ဒီမှာငါတုံညာဒီသုံးလို့ထဲတဲ့ချိန်မှာဒီကနေ့သုံးချောက်ဆိုရကနေ့ကိုဒီကနေ့သုံးချောက်ရဲ့အသေးပင်နဲ့တိုက်နေတယ်အဲ့ဒီနံပါတ်ဒီပေါ်ဗျာဒီမှာသုံးလုံးခုံခုံထဲသုံးငါးငါးထဲသုံးချောက်ချောက်ဘယ်ရထဲလာမှမတည်ဘူးဆိုတော့ကနန်းတိုက်တာဒီခုံလုံး၅လို့၆လို့ဟာ ီလိုကနန်းတဲ့တဲ့လေးတွေဆင်းနေတဲ့နံပါတ်နဲ့ကနန်းတိုက်နေတာဟိုကျွန်တော်တို့ကဒါဆော့တဲ့နော်လေးဆော့လိုက်တာဗောလေဒီတုံညာဆိုတဲ့ကနန်းလေဒီမှာဘာကြားမလဲဆိုတော့ဒီရဲ့နံပါတ်ကိုဆော့တဲ့နေရာမှာ၄6ကိုဒီ668လို့ကနန်းရှင်းလင်းစာနဲ့တုံညာလို့နံပါတ်၈ကြီးထည့်တွင်းတာဗောနော်အဲ့တော့ဒီကနန်းလုံးတုံညာဒီကနန်းတုံးလုံးတုံညာထဲတာ ਨੇ ျွန်တော်တို့လည်းနောက်ကနန်းကိုဒီကနန်းသုံးလုံးကိုတုံညာအနေနဲ့ပဲနံပါတ်3ဆိုရင်ကနန်းထည့်ရခြင်းဖြစ်တယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ပြောပြမယ်လေဒါဒီလိုသုံးလုံးခွန်ဆိုရင်ကနန်းကြာနေတာဟုတ်ဒီကနန်းသုံးလုံးခွန်မှာကြာနေတဲ့နံပါတ်တိတာဟုတ်ဒီခွန်ရဲ့အနေထားတော့ဒီကနန်းသုံးလုံးခွန်ရဲ့တိုက်ဆိုင်မှုနေနေကနန်းစော်ပြတာပေါ့နော်အဲ့တော့ဒီနေရာမှာလဲပေါ့ သူကဒီ3လုံး5လို့ကနန်းထည့်ခဲ့တဲ့နံပါတ်ကိုဒီကနန်း3လုံး5လို့ကနန်းထည့်တာမို့လို့ဘေးကကနန်းလေဆိုအဲ့ဒီခေါ်ပြီးဒီကနန်း3လုံး5ရဲ့အသေးပဲဒီလိုကနန်းတည်တည်ဆင်းတယ်နံပါတ်ဒီမှာဒီကနန်းမှာလာပေါ်လာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာဒီကနန်း3လုံး6လို့ဒီကနန်း3လုံး6လို့ဖြစ်တယ်ဆိုပြီးတော့ ကနန်းပေါ်နေတဲ့နံပါတ်ကလေးသူ့လိုဒီကနန်းနှလုံး6ကနံပါတ်9နံပါတ်3ညာနံပါတ်3ဒီ3မှာလာတဲ့366လို့ပို့လို့ကစားပြရလို့နော်အခုသူပြလိုက်တာဒီကနန်းနှလုံး3ညာအဲ့တော့ဒီကနန်းတည်တည်စဉ်းစားမယ်ကနန်းနံပါတ်6ဆိုရကနန်းထိန်တော့ဒါကျွန်တော်3နှလုံး3ညာလို့ဖြစ်ရင်ဒီကနန်း3နှလုံးဟာလေ3ညာပါပဲလို့ကနန်းကစားွက်ရူရှင်လေးပြလာ နော်အဲ့လိုပြတဲ့အချိန်မှာပေါ့အိညာကူကပြောတယ်ပြဟိုနေ့ကကဲဒီကနန်းသုံးလူတင်တဲ့တက်ကနေပဲလို့ဒီကောင်6လေးနေတော့ထေးတယ်ဗျာဒီကနန်းသုံးလူရှင်နဲ့9နဲ့ခွန်ဆိုရင်4 3 3ခွန်လို့လို့ထေးတယ်ဒီကနန်းသုံးလူခွန်နဲ့ခွန်နဲ့4ဆိုခွန်3ခွန်4လို့လို့ထေးတယ်ဒါဒီကနန်းသုံးလုံးတင်တဲ့နံပါတ်34ဆိုရင်63နဲ့ဆိုရင်ကနန်းကို4လို့ထည့်မယ်နော်အဲ့တော့ ကလာတမျိုးပြောင်းပြီးမယ်နော်ကိုသုံးနေပါလို့ထဲလေဆိုတော့လေးလူထဲတာပေါ့နော်အဲ့ဒါအတိတ်ပဲပေါ်လို့ပြောပြမယ်အဲ့တော့ဒီနံပါတ်1တူနံပါတ်2ညာလို့နံပါတ်ခွန်လို့ကျွန်တော်ဒီမှာနံပါတ်1ဆိုရခင်ဗျာအဲ့ဒါလေးကိုကထဲပြတာကဘလူထဲပြလေဒီကနန်း3လုံး1နဲ့ဒီနံပါတ်1နဲ့ဆိုရင်နစ်ဆိုရခင်ဗျာဖြင်းရင်လို့ နံပါတ်6ရဲ့နံပါတ်4ရဲ့နံပါတ်2နေလို့ဖြစ်တယ်ဆိုရင်တဘောပြောတယ်နော်ဒါသုံးလို့ရှင်တယ်နံပါတ်9လေဆိုရင်ခုံလို့ဖြစ်တယ်အဲ့ခုံက4 3တုံညာဆိုရင်လည်းခုံလို့ဖြစ်ခဲ့တယ်လို့ဒီကနန်းသုံးလုံးခုံတယ်ဒီနံပါတ်ခုံတယ်ဆို4လို့ဖြစ်တယ်အဲ့4ဆိုတော့ခုံတုံညာခုံဆိုရင်လည်း4လို့ဖြစ်တယ်ဒီကနန်းသုံးလုံး1နေလို့နံပါတ်3နေဆိုရင်4ဖြစ်တယ် ဲ့လေး၉၃ညဆိုရယ်ကနန်းကို၄လို့ဖြစ်တယ်ဆိုရင်လို့ကနန်းခေါ်ရိုက်သွားမိကနန်းဒီကနန်းနှလုံး၈ပါးဒီကနန်းနှလုံးတော့ခွန်ပါဒီကနန်းနှလုံးတော့၆ပါးလေဒီကနန်းနှလုံးတော့နံပါတ်၅ပါးဆိုရယ်ကနန်းကိုခေါ်ရခြင်းဖြစ်ပါလေလို့နော်အဲ့တော့တကွက်ကောင်းဒီနေ့ကျွန်တော်တို့ဒီကနန်းနှလုံးကိုနံပါတ်၈အနေနဲ့ခေါ်ပြရယ်ကနန်း ဒီကနားနှလုံးကိုတော့နံပါတ်9အနေနဲ့ခေါ်ပြပြီးကနားဒီကနားနှလုံးကိုတော့နံပါတ်6လို့ခေါ်ပြပြီးတော့ကျွန်တော်တို့ဒီကနားနှလုံးကိုတော့ငါအဖြစ်ခေါ်ပြသွားတယ်8နဲ့3ဆိုပြီးကနားရဲ့အသေးပဲပေါ်ပါလေဒါအဲ့တော့8နဲ့3ရဲ့အသေးပဲဆိုရင်ဒီရဲ့20မှာဆိုတော့ဒါနောက်လုံးပေါင်း9ပဲကြာတယ်နော်ဒီဒီ20อ่ะ ဒီသုံးလုံးတင်းတဲ့တင်းတဲ့နှစ်တဲ့လို့အဲသုံးလုံးနှစ်တဲ့လို့နော်သုံးလုံးရှင်းတဲ့ကိုယ်နဲ့ခွန်နဲ့ဒီကောင်ခွန်နဲ့ဒီကနာသုံးလုံးခွန်နဲ့ခွန်လေးခွန်သုံးညာခွန်လေးတွေတင်းတဲ့သုံးနဲ့လေးတွေဆိုရင်ဒါကိုယ်သုံးနဲ့လေးတွေပေါ့နော်အဲ့ဒါသူကတော့နောင်လုံးပေါင်း၅ဟုတ်တော်တော်အာတန်တဲ့နံပါတ်တော့ဖြစ်တယ်လို့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာရှင်းနဲ့သုံးဆိုတဲ့ကနန်းတကွက်ကူတာအဲကျွန်တော်ပြန်လေပြီးတော့ပြချင်းဖြစ်တယ်နော်